နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာတိဆောက်ရန်ရှိနေတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့စီမံကိန်းအတွာစစ်ခွေးမင်းအောင်လိုင်းကစစ်အရာရှိအများပြားကိုရုရှားနိုင်ငံကိုဘွဲလွန်ပညာတော်တင်များအဖြစ်နဲ့အဆက်မပြတ်ဆီလွတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာရုရှားကမဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းပုံကိုတည်ဆောက်မှာဖြစ်ပြီးတော့အဲ့ဒီနောက်မဂါဝတ်330အထိတရက်စစ်တိုးချက်ထုတ်လုပ်နိုင်ရန်အတွက်နျူကလ িয়ার ဓာတ်ပေါင်းပုံကိုအစ်စ်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီးတော့နျူကလ িয়ার ဓာတ်ပေါင်းပုံစီမံကိန်းအတွက်ရုရှားနဲ့မြန်မာနှစ်နိုင်ငံနားလည်မှုစာကြုံလွှာသဘောတူညီမှုစာချုပ်ကို Rosetta ညွှန်ကြားရေးမှုချုပ် အလက်ဆီလီကာချော့နဲ့မြန်မာနိုင်ငံတိုက်ပံတဲ့ဤပညာဝင်ကြီးမျိုးသိန်းကျော်တို့ကအခုနှစ်ဧပြီလအတွင်းမှာလက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးနှစ်နိုင်ငံနျူကလ িয়ার ဓာတ်ပေါင်းမှုစီမံကိန်းလက်မှတ်ရေးထိုးပြီးတဲ့နောက်စစ်တပ်ကနျူကလ িয়ার ဘာသာရပ်ဆိုင်ရာဘွဲ့လွန်ရရှိထားတဲ့ရုရှားပြန်စစ်ဗိုလ်အရာရှိများကိုပြန်လည်စုစည်းကလက်တွေ့နျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်ရေးအတွက်ဘွဲ့လွန်ပညာရပ်များတင်ကြားနိုင်ရေးအတွက်ပညာတော်တွေများကိုစစ်ခွေးတပ်ကဇက်တိုက်ကိုဆေလွတ်နေတယ်လို့သိရပါတယ်။ ်နေပြည်တော်ဘက်ကတော့ပညာတော်သင်တွေယာနဲ့ချီပြီးတော့ဆေလွတ်နေပါတယ်လူရွေးချယ်တာရောဆေလွတ်တာရောကိုတက်ချုပ်ကအဓိကစီမံခန့်ခွဲပြီးတော့ဆောင်ရွက်တယ်အဓိကဗိုလ်မှူးအစ်စ်နေဘွဲ့လုံးမဟာဘွဲ့တွေကိုလက်တွေ့နျူကလ িয়ার ဘာသာရေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးအစ်စ်မြင့်စီးမှုဖို့နဲ့လက်တွေ့ပါလောက်ကင်နိုင်တဲ့အထိလေလာတင်ကြဖို့ရုရှားကိုဆေလွတ်နေတာပါအရင်ကတည်းကရုရှားကနေပြီးတော့နျူကလ িয়ার တိုက်ပံဘာသာရဲနဲ့ဘွဲ့လုံးရထားပြီးသားအရှိတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီတဲကမှာ ထူးချုံတဲ့သူတွေကိုတက်ချုပ်ကပြန်ရွေးပြီးတော့စေလွတ်နေတာလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါဗျ။ မင်းအောင်လိုင်ကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောနည်းလမ်းနဲ့အသုံးပြုမယ်လို့ပြောဆိုထားတော့လေနျူကလ িয়ার ပညာရဲ့နဲ့ပတ်သက်ပြီးတော့စစ်ဘက်အရာရှိများကသာရုရှားကိုပညာတော်တင်စေလွတ်ပြီးတော့အရက်ဘက်ကဝန်ထမ်းတွေကိုတော့စေလွတ်မှုအလွန်နှဲပါနေတယ်လို့သိရပါတယ်။တိဘက်နဲ့နည်းပညာဝန်ကြီးဌာနရဲ့အောက်မှာအနုမြူစွမ်းရင်ဦးစီးဌာနဆိုတာရှိတယ်။အဲ့ဒီဌာနကအရာရှိတွေကိုတော့ရုရှားကိုနျူကလ িয়ার ဘာသာရဲ့အတွက်ပညာတော်တင်စေလွတ်တာကအင်မတန်ကိုနှဲပါတယ်။အခုပညာတော်တင်စေလွတ်နေတာကအကုန်လုံးတပ်ဘက်ကကြီးပဲ။နျူကလ িয়ার နဲ့ပတ်သက်လာရင်ပညာတော်တင်တွေက စစ်ဘက်ကအရာရှိတွေကြီးပဲလို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကပြောဆိုထားပါတယ်။မင်းအောင်လှိုင်ရဲ့ပြီးခဲ့တဲ့လစက်တင်ဘာလရုရှားခီးစဉ်အတွင်းမှာမြန်မာနိုင်ငံမှာအငြေစားလျက်စစ်ဒါအပေးဆက်ယုံတိဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အဦလူအစွာအရေးမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းများကို Russia Federation နိုင်ငံနဲ့ Rosatom တို့ကတက်နိုင်သမျှဆက်လက်ပြီးတော့ကူညီပေးရန်မင်းအောင်လှိုင်ကသူ့ရဲ့ပထွေး Russia အစိုးရကိုဖင်ခံပြီးတော့မြစ်တာရက်ခံတောင်းဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ